ရင့်လို့ဂတိတ္တစာတီးတဲ့မိမတယောက်ကမိတို့ပေါ်မှာဂတိတ္တစာမတီးရတော့မကောင်းထင်တယ်နော်ရင်မိမိရဲ့ရှင်အခုလောလောဆယ်နေမကောင်းသေးလို့ပါအဲ့တော့ငါတို့ကုမ္ပဏီနှစ်ခုလောဝန်ထမ်းတွေကိုလူလဲလိုက်တော့ဗျာအဲ့လိုလုပ်လိုက်လို့ရှင့် အပြစ်မရှိဝန်ထမ်းတွေအလုပ်လက်မဲ့ဖြစ်ကုန်မှာပေါ့။မင်းရတော့စိတ်မပူနဲ့။ငါအစုံမျိုးတွေကိုရှာပြီးတော့လဲပြင်မှာ။ရေချင်းမရှိတဲ့သူတွေငါကုမ္ပဏီမှာမထောက်ဘူး။နော်။ကိုလူသူ့ဝတ္တမဖြစ်အောင်တော့လူစုခွဲပြင်မှာရမယ်။ဦးသက်ထပ်ပိုင်တဲ့လူတွေကအရေးရှိမရှိအောင်လည်းမဟုတ်ဘူး။စိတ်တက်ပါရုံညံ့နေကြတာ။အားကြောင့်ပြောပါလေကွာ။ငါခုံးမတကောင်ကြောင့်ငါရဲ့လူတွေတော့ပုံမခံနိုင်ဘူး။ အောင်နိုင်ငါ့ရဲ့ကုမ္ပဏီမှာစူးစားတဲ့သူရိုးသားတဲ့သူတွေအတွက်ပဲနေရာရှိတယ်လာစားအလကားထိုင်ယူနေတဲ့သူတွေတော့ကတော့ငါ့ကုမ္ပဏီကမလို့အရှင်းချင်းပြောရရင်ကွာရေရှင်းမရှိတဲ့သူဆိုရင်ငါ့ရဲ့ကုမ္ပဏီမှာတန်ရှင်းတော့ခေါ်မခါဘူး tụi mình alo mình là bà Mình là bà Siama Mình là bà Siama ရှင်ဒီဘာလာလောက်တာလဲရှင်ကိုပြောနေတာကိုနေတကောကျွန်တော်ပြောတာဒီမှာဆရာမကြီးမှာသာအတင်ကြကောင်းတယ်ဆိုတော့ကျွန်တော်လည်းလာခဲ့ဘာမှမလုပ်ရပါဘူးဒီမှာပဲအေးဆေးဆေးတော်ပြီရှင်နဲ့စကားမပြောတော့အချိန်ကုန်ပြီတော့စိတ်ချဖို့ကောင်းတယ်လို့ နော်ကျွန်မအထူးထူးဆန်းဆန်းကျွန်တော်ဒီလာလေလို့ပါနော်ကျွန်မလာလာကဲကျွန်တော်ဒီလာလေတာဆိုတော့ကျွန်တော်အက်ခံမှာပေါ့မတော်လေတော့လာလေတယ်ဆိုတာတက်လာနှုတ်ဆက်တာပါကျမဘယ်တော့မှမလုပ်ဘူး ရှမာလှုပ်ထွက်တော့မယ်။ရှမာကျွန်တော်တို့စီမံနေရတာအဆင်မပြေလို့လား။ဘာများလိုအပ်လို့လဲကျွန်မ။လိုအပ်တာတော့မရှိပေမဲ့ကိုတကောအမြင်နေရတာရမအတွက်တကယ်အဆင်မပြေလို့ပါ။ရှမာနဲ့လုံးဝလာမပတ်သက်ပါနဲ့။ ယမအနာမှာရစ်တီရစ်တီလုံနေအောင်လဲယမမကြိုက်ဘူးအထူးသဖြင့်လက်ထရမဲ့မင်းကလေးရှိနေတာတော့မှတခြားမင်းကလေးနားမှာတွေ့ကက်နေရောက်ကြမျိုးယမမုံနေယမယမကျွန်တော်မုံမှုသူနဲ့အထင်လွဲနေရလားကျွန်တော်မုံမှုသူကိုချစ်ဘူး လက်ထပ်မယ်ဆိုတဲ့ကိစ္စလေလူကြီးတွေစီစဉ်ပြတာကျွန်တော်စံလာတစ်ခုမှမပါဘူး။ကျမအားရတယ်မသိဘူး။ကိုတကုံးဘာသာလက်ထပ်မယ်မိန်းကလေးကိုချစ်ချစ်မချစ်ချစ်ညမစိတ်ဝင်စားအောင်။ကျမကျွန်တော်ညမအပေါ်မှာဘလို့သဘောထားလဲဆိုတော့ညမသိပါတယ်ဗျ။ညမတိလို့လာတတိပေးနေရပါ လက်ထရမယ်မင်းကလေးရှိနေတာတော့မယမောက်လာပတ်သက်ဖို့စူးစမ်းနေတာယမသိခါကိုချနေတာပဲယမအဲ့လိုယောက်ျားမျိုးရွံ့နေယမနဲ့နောက်ထပ်လာပြီးမပတ်သက်ပါနဲ့ခွင့်ပြုပါ ရမားနောက်ဆုတ်ပြီးသားကိစ္စအောင်ဖြေရမလို့အချိန်နေထက်ဆွဲနေရလဲအဒီမေအဲ့လိုအချိန်နေဆွဲရင်ဆွဲရင်နဲ့တကောကသွေးပြီးတော့လက်ထပ်ဖို့ကိစ္စအောင်ညင်းလိုက်ရင်ဘလို့လုပ်မလဲညင်းလိုက်တော့လေလိန်စရာမလိုတော့ဘောကွယ်အဒီမေအဲ့လိုလုံးလို့မရဘူးလေအဲ့လိုလုံးလိုက်ရင်လီလီကတငယ်ချင်းတွေကြွားထားတာငပေါ်မကြီးဖြစ်သွားမှာပေါ့ရင့်လို့ဂတိသစ္စာတီးတဲ့မိမတယောက်ကမိတို့ပေါ်မှာဂတိသစ္စာမတီးတာတော့မကောင်းထင်တယ်နော်ယင်မင်းကြီးရဲ့ ရှင်အခုလောလောဆယ်နေမကောင်းသေးလို့ပါအဲ့ဒီကိစ္စကိုနောက်မှပြောခိုင်းလို့မရဘူးလားတကွလို့ခေါင်းမာရဲ့သူကဘယ်လိုကိစ္စမျိုးလောလောနဲ့လက်ခံမှာမဟုတ်ဘူးရင်းဖိအားမပေးလို့ရှင်သူလုံးဝလက်ခံမှာမဟုတ်ဘူးမိ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 တို့သားမိတွေကနေမကောင်းတဲ့ရှင်ကိုနှင်းဆဲနေကြတာလားရှင်နေကောင်းရင် ပြောပေးမယ်လို့ပြောပြီးပြီပဲလေဖုန်းဆက်ရုံလောက်နဲ့တော့မတည်သွားပါဘူးလီလီ phong bì. Dạ yeah. ဟယ်လိုအနေမီဟယ်လိုတားနေတကုံလားအန်ဒီမီပါကွယ်တားအချိန်ရရလားဟင်ဟုတ်ရပါတယ်အနေမီဟုတ်အန်ဒီမီနေမကောင်းသားရယ်ဘာဖြစ်မှန်းမသိပါဘူးအသက်ရွယ်တခုရ မောင်လေးဆက်ပိုင်စီစဉ်ထားခဲ့တဲ့မင်္ဂလာပွဲကိုအန်ဒီမီမလုပ်ပေးခဲ့နိုင်မှာဆိုတယ်အဲ့ဒါကြောင့်မို့တားနဲ့ တမိမူတွင်ရဲ့မင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်ပေးခဲ့ချင်တာ။ဩဟုတ်အနေမေကိုနေမကောင်းဆိုတော့အဲ့ကိစ္စဆွေးနွေးဖို့အဆင်ပြေပါမလား။အချိန်နေဒီထက်ပိုပြီးမဆိုးခင်ဆွေးနွေးကြရင်မကောင်းလားတာရဲ့။တာရဲ့တဘောရော။ကျွန်တော်တဘောကတော့ဟိုအနီမေအနီမေအစီအစဉ်ပြီးတော့လောက်ပါတခုပဲအနီမေကျွန်တော်တို့လက်ထပ်ဖို့ကိစ္စအထက်ကို အရင်ဆုံးစိတ်သက်ထားအရင်ကောင်းမလားလို့ဒါဆိုဒါလက်ခံလေပေါ့ဟုတ်အနေမေကြောက်ကျွန်တော်ကားမောင်းနေလို့ဖုန်းချလိုက်တော့မယ်နော်အနေမေနော်အေးအေး